်ကဲဝင်ကြီးကဝင်ကြီးကပြောချင်တာမနေ့တော့ live ကနာရခါကြတော့အညင်နေရတာဒီနေ့ပြောပြီเนาะဆိုတော့ပြောချင်တယ်ဆိုတော့ကျွန်မရှင်းပြချင်တာပါကျွန်တော်တို့မြန်မာပြည်ကပြည်သူတွေရဲ့စိတ်နေစိတ်ထားလေးတွေတစ်ဖက်ဖြစ်စဉ်ဖြစ်ရကလေးတွေကိုဒါလေးကိုရှင်းပြပေးချင်တာเนาะကျွန်တော်တို့မြန်မာပြည်ကပြည်သူတွေကတိတ်ရိုးသားတယ်တိတ်လားတိတ်ကိုရိုးသားတယ်သူတို့ချစ်ပြီဆိုရင်သူတို့ကလေဘာလို့လို့သူတို့က အရန် positive vibe တွေအမြင်အရန်များတယ်ကောင်းတဲ့ဘက်ကပဲတွေးတယ်ပေါ့နော်ဆိုတော့ဟိုဘလို့ပဲဖြစ်ဖြစ်အဲ့တော့ကျမတို့တွေကအဲ့လိုတော့လုံလို့မရဘူးအဲ့လိုတော့တွေးလို့မရဘူးပုံကိုယ်ဆွဲတွေကျမတို့ကတွေးလို့မရဘူးအဲ့တော့အထူးသဖြင့်ပေါ့အများနဲ့သက်ဆိုင်တဲ့လုပ်ငန်းကိုလုပ်တဲ့သူတွေအများနဲ့သက်ဆိုင်တဲ့ဆိုတဲ့အရာတွေကိုလုပ်တဲ့သူတွေဆိုအရန်သတိထားဖို့လိုတယ်နော်ဆိုတော့ဒီလိုပဲလူတွေကဝင်ပြောကြတယ်ဝင်လုပ်ကြတယ်ဆိုဥပမာပေါ့အများနဲ့သက်ဆိုင်တဲ့ပြည်သူလူထုကိုအကျိုးရုပ်စေတဲ့ကိစ္စဟာပြည်သူလူထုကိုထိခိုက်စေတဲ့ကိစ္စဆိုရင်ဒါဆိုရင်ဒီလူတွေကို ောရမှာပေါ့ဒီလူတွေကိုဝေဖန်ရမှာပေါ့ထောက်ပြရမှာပေါ့နော်နောက်တစ်ခါပေါ့အများနဲ့သက်ဆိုင်တဲ့အသင်းအဖွဲ့တွေပေါ့နော်အများနဲ့သက်ဆိုင်တဲ့အသင်းအဖွဲ့တွေကိုလုပ်တယ်ဆိုတာကအရင် transparency ဖြစ်ဖို့လိုအပ်တယ်နော်ဆိုတော့ဒါကတစ်ဖက်ကပေါ့လေ transparency ဖြစ်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာတော့မသိဘူးနိုင်ငံညာမှာဆိုရင် foundation ဆိုတဲ့အရာတွေကို အရန်ကိုကြက်မှတ်ပါတယ်။ဘာဖြစ်ဆို Money Laundering တွေကအဲ့ဒီကနေပြီးတော့မှသွားတာမဟုတ်လို့ငွေ Money Laundering ဆိုတာငွေကြေးခောက်ပါကြတာငွေပြငွေမဲလောက်တာတွေက Foundation တွေကိုအမိခံပြီးတော့မှဒါငွေပြငွေမဲခောက်ပါချတဲ့ကိစ္စတွေရှိနေဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံသားတိုင်းပြည်တွေမှာဆိုရင်တော့ Foundation ဆိုတဲ့အရာတွေကိုအရန်ကိုကြက်မှတ်ပါတယ်စီစက်ပါတယ်။အဲ့တော့ Foundation တစ်ခုတူတောင်မယ်လို့ဆိုပြီးတော့မှဒါအစိုးရကိုတင်ဖောင်ဒေးရှင်းတည်ထောင်ခွင့်တင်ပြီဆိုတာနဲ့ နော်ဒါတီတီထောင်ခွင့်တင်ပြီဆိုတာ ਨੇ ဒါသူ့ရဲ့လုံထုံးလုံလီတွေအများကြီးရှိပါတယ်အဲ့တော့ foundation တီထောင်သူဥက္ကဋ္ဌရှိမယ်ဒီဥက္ကဋ္ဌရှိမယ်ခုနလိုအဖွဲ့ဝင်တွေရှိမယ်အများကြီးပေါ့ဒါမျိုးတွေရှိမယ်အဲ့တော့ foundation တစ်ခုဟာဘာနဲ့လဲဆိုရင်ဆွဲကြိုးစည်းလေးရလေဒါလေးကဒါဒါဘယ်နှလုံးစည်းဟာလဲ188 plus ဆက်လာလို့900ကျော်နော်ဒါလေးက900ကျော်လေးနော်900ကျော်လေးဆိုတော့အဲ့တော့အတိအကျဒီသေးကြည့်ရင်မဆန်ညာအောင်လာခဲ့ပါနော်ဟိုဘယ်နှရောက်သွားလဲတော့မသိဘူးအဲ့တော့ foundation တည်ထောင်ခြင်းနဲ့ဆိုရင်အစိုးရကိုပြောပြီးတင်သွင်းပြီဆိုလို့ရှိလို့ရှိရင်သူ့ရဲ့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေအရန်အများကြီးအဲ့ဒီမှာမှလက်ခံတဲ့ foundation ဆိုတာဘာနဲ့စီစဉ်တာလဲဆိုငွေကြေးနဲ့စီစဉ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီငွေကြေးစီစဉ်မှုကိုအရန်ကို အလေးထားပြီးတော့မှဆောင်ရွက်ရတယ်။ဟုတ်ပြီ။ဒါဆိုရင် foundation တူတောင်လို့ကျွန်မက foundation တူတောင်နေဆို foundation တစ်ခုလုတ်လိုက်တယ်ဆိုပါစို့ကျွန်မ A foundation ပေါ့ foundation လုတ်လိုက်လို့ရှိရင်အဲ့ဒီကိုစီးဆင်းလာတဲ့အလူငွေတွေကိုကျွန်မရဲ့ personal account နဲ့လက်ခံလို့မရဘူး။အသင်းအဖွဲ့လို့မှတ်ပုံတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဏ်မှာအသင်းအဖွဲ့ရဲ့ကျမတို့ကုမ္ပဏီဆိုလဲကုမ္ပဏီအကောင့်ဖွင့်ရတယ်အခုအသင်းအဖွဲ့ဆိုလဲအသင်းအဖွဲ့ရဲ့အကောင့်ဘဏ်အကောင့်ဖွင့်ရတယ် အဲ့ဒါနဲ့ပဲလက်ခံရတယ်အဲ့ဒီအကောင့်နဲ့အကောင့်တွေကိုစီးဆင်းလာတဲ့ငွေတွေကိုကျွန်တော်တို့တွေကစရင်အတိအကျနဲ့ audit တွေရှိရတယ်เนาะသူရင်ဟာကိုဘယ်နေရာကိုဘလောက်လူလိုက်တယ်ဘလောက်ဝင်တယ်ဒီနေ့ဘယ်နှချက်ဝင်တယ်ဘယ်နှချက်ပြန်လူရတယ်ဆိုတဲ့ audit တွေရှိတယ်နော်အချင်းနေအလင်းသိရင်တင်းတယ်လို့အစိုးရကနေပြီးတော့မှဝင်ပြီးစက်မှတ်ပြီးတော့မှဝင်ပြီးတော့မှစစ်ဆေးတာမျိုးတွေရှိတယ်။ကျမတို့မြန်မာပြည်မှာတော့အများသောအားဖြင့်အဲ့လိုမဟုတ်ဘူး။ဒီနေ့အလူငွေတပေါင်းရသွားပြီ တင်လိုက်တယ် Facebook ပေါ်မှာအခုတတောင်းလူပြီးသွားပြီ Facebook ပေါ်မှာ transparency ဘာတစ်ခုမှမရှိဘူးအဲ့တော့လူတွေကဘာဖြစ်တယ်လဲဆိုတော့ဘာပြောတယ်လဲဆိုတော့ငါတို့သူ့ကိုကျင်းတဲ့လို့ကြိုက်လို့မျိုးလူတာ तू ကြိုက်တယ်လို့လုံးလို့ရတယ် तू ကြိုက်တာတုံးဖြစ်လိုက်လဲကျင်းတတ်တယ် no ဘယ်ရပါမလဲကာယကံရှင်သူ့ကို လူတာမဟုတ်ဘူး तू ဆောင်ရွက်နေတဲ့ဒီလုံဒီ ဆောင်ရွက်မှုတွေကိုလူလူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေအတွက်စရင်ရှင်းနှန်းဆိုတာရှိရတယ် annual ရှိရမယ် monthly ရှိရမယ် daily ရှိရမယ် transparency ဒါတွေဟာ announce လုပ်နေရမယ်ဒါတွေဟာလူထုကိုချပြနေရမယ်ဒါပရဟိတလုပ်ငန်းတွေလုပ်ရမယ်အရာပေါ့နော်အဲ့တော့အခုပရဟိတလုပ်ငန်းတွေကိုကျွန်မကြည့်လိုက်တယ်ဆိုလို့ရှိရင်တို့တွေငွေလက်ခံရင် personal account အနေနဲ့ပဲလက်ခံတယ် အခုဖြစ်စဉ်ဖြစ်ရမှာဆိုရင် personal account ဒီကာယကံရှင်ဒီကျမတို့မင်းသမီးတွေမင်းသားတွေကျမတို့ဒီလူနေဆိုတာများသောအားဖြင့် official နာမည်ရတက်တက်ကျမတို့အလုပ်လုပ်တယ်ဆိုတဲ့နာမည်ရတက်တက်လေးเนาะဆိုတဲ့ခါကြတော့အဲ့တော့ official ဒီသူ့ရဲ့ personal official account နေနဲ့ပဲလက်ခံနေကြတာနိုင်ငံသားမှမရဘူးနော် foundation လုပ်မယ်ဆိုတာနဲ့ bank account ဖွင့်ပြီးဆိုတာနဲ့အဲ့ဒီ foundation တည်ထောင်သူကသူ့ရဲ့ပိုင်ဆိုင်မှုတွေအစစ်အစေးခံရတယ် သူ foundation အခုစလုပ်တဲ့အချိန်မှာအိမ်ဘဏ္ဍာအလုံးပိုင်ပါတယ်ကားဘဏ္ဍာစီးပိုင်ပါတယ်ငွေသားဘလောက်ပိုင်ဆိုင်ပါတယ်ဆိုတာချပြရတယ်စစ်ဆေးခံရတယ်ဒါဆိုရင်ဒီကနေလုပ်နေရင်းနဲ့မှအဲတိုးပွားလာတဲ့ဟာတွေ okay ဒါဆိုရင်သူ့ရဲ့လုပ်ငန်းဝင်ဝင်ရှိတဲ့လုပ်ငန်းတစ်ခုသူ့ရဲ့ကုမ္ပဏီတစ်ခုသူ့ရဲ့ဝင်ဝင်ရှိတဲ့လုပ်ငန်းတစ်ခုကတလကို3000မြတ်တယ်ဆိုရင်သူ့ရဲ့တိုးပွားနှုန်းဒီအဲ့ဒါထက်ပိုသွားရင်သူဒီဒါပရဟိတငွေကိုအလွဲသုံးစားလုပ်နေပြီ ဒီလိုစစ်ဆေးတာနိုင်ငံတကာမှာကျွန်တော်တို့တိုင်းပြည်မှာတော့ဒီလိုစစ်ဆေးသလားမစစ်ဆေးသလားမသိဘူးနိုင်ငံတကာမှာတော့ပရဟိတတွေရဲ့အသင်းအဖွဲ့တွေကိုထိန်းကွပ်ထားတဲ့စံချိန်စံညွှန်းနေရအဲ့ဒီအတိုင်းပဲသွားရတယ်ပြီးရင်အလွန်ဝင်လက်ခံတာကို personal account နေနဲ့ရှိသမျှအမျိုးသားကခုနှစ်သားသမီး account နေနဲ့လက်ခံလို့မရဘူး official အဖွဲ့အစည်း account နဲ့လက်ခံရတယ် join လုပ်ထားရတယ်တာဝန်ရှိတဲ့သူတွေရဲ့တမိနင်းတမလားထိတယ်တာဝန်ရှိတဲ့သူတွေရဲ့ join လုပ်ထားတယ်ကျွန်မဥက္ကဋ္ဌဆိုလို့ရှိလို့ရှိရင်ကျွန်မဒါရဲ့ဒီ foundation ရဲ့တည်ထောင်သူ founder ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့နိုင်ငံကတွေရှိမယ်အဖွဲ့ဝင်တွေရှိမယ်ဒီမှာတခါတဲ့အစင်းစင်သောသူတွေရှိမယ်ဒါတွေ ਨੇ join လုပ်ထားရတယ် join လုပ်ထားပြီးတော့မှကျွန်တော်တို့တွေထိန်းចောင်းပြီးတော့မှဒီလိုမျိုးသွားရတယ်ကိုယ့်ဟာကိုယ့်ကိုယ့်ရဲ့ personal account လေးကိုတကားမရှိဒါမရှိစရင်မရှိအင်းမရှိတွေဝင်ပြီးတော့မှသိန်းတပေါင်းရတယ်အလူငွေသိန်းတပေါင်းပြန်လူလိုက်တယ်ဒီလိုလုပ်လို့မရဘူးเนาะသိန်းတပေါင်းဘယ်လိုနီးလန်းနေရတာလဲပေါ်ပြရရတယ်ဘယ်သူတွေကလူတာလဲဘယ်လိုလူတာလဲသူ့ရဲ့ bank transition နေနဲ့ပေါ်ပြရရတယ်သိန်းတပေါင်း ပြီးရင်ဒီဘက်ကတိန်းတသောင်းကိုလှူလိုက်တဲ့အကြောင်းအချင်းရာတွေနဲ့ကုံကြစရိတ်တွေနဲ့ဒီဘက်ကသွားတဲ့ဟာတွေကိုအတိအကျဖော်ပြရတယ်။အဲ့လိုမဟုတ်ဘဲနဲ့တသောင်းရလို့တသောင်းလှူလိုက်တဲ့ကုံသွားပြီလို့ဒီလိုမျိုး balance လုပ်လိုက်လို့မရဘူးညီမချင်းချလိုက်လို့မရဘူး။ဒါကျွန်တော်တို့ foundation ဆိုတဲ့ဟာတွေရဲ့ process တွေ international မှာဒီလိုသွားတယ်ကျမတို့မြန်မာပြည်မှာကတော့အာကျမအမြင်နဲ့ပြောပါတယ်ပရာဟိတ ကုမ္ပဏီ limited တွေဖြစ်နေကြတာနော်ပရဟိတကုမ္ပဏီ limited တွေဖြစ်နေကြတာအဲ့တော့ရိုးရိုးနာမည်ကျော်နာမည်ကြီးတွေကလည်းအဲသူတို့တခုခုတိုင်းပြည်မှာတခုခုဖြစ်လာတယ်ဆိုလို့ရှိရင်အလှူငွေတွေအလှူခံကြတယ်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 ဆိုတဲ့နေရာမှာအလှူခံနေ အဲသူတို့အကောင့်ထဲကိုပဲထည့်ကြတယ်လူခံတယ်။အာပြီးရင်သူတို့ကွာလူပေးလိုက်တယ်ပေါ့။အဲဒါအသေးသေးလေးတွေ။အေးသေးသေးလေးတွေတောင်မှဘယ်ဘလောက်အလူငွေတွေရနေလဲ။ဒါဆိုရင်ဒီလိုအကြီးကြီးတွေဒီအကြီးကြီးတွေကိုလက်လွတ်စပယ်နဲ့အသုံးပြုရလောက်အောင်ဒီအကြီးကြီးတွေဟာသူတို့သုံးဆွဲဖို့အတွက်လူတွေပတ်စံနေမဟုတ်ဘူး။သူတို့ကိုလူတာမဟုတ်ဘူး။သူတို့ကိုပြည်သူကခိုင်းတာ။ညငါတို့မလုံနိုင်တဲ့ကိစ္စ နင်တို့လို့ယောငါတို့လူရင်တနေရာထဲမှာနည်းနည်းပဲဖြစ်မယ်ယောနင်တို့ကတော့အများနည်းစီကိုပဲတပြုံနဲ့စီစဉ်ပြီးတော့မှထိရောက်တဲ့နေရာမှာထိရောက်တယ်လို့စီမံဖို့ဆိုပြီးခိုင်းတာခိုင်းတာအဲ့ဒါကိုဘာဖြစ်လဲဆိုတော့ကျမတို့ပြည်သူတွေကအရန်နေမြောက်ပြီးတော့မှ Mother Teresa တွေကပါပရဟိတမိခင်ကြီးတွေရောပရဟိတဖခင်ကြီးတွေရောထပြီးလုပ်တဲ့ခါကျတော့မာမာနာတွေဖြစ်သွားတယ်မောင်မာမှုတွေဖြစ်သွားတယ်ငါဆိုတဲ့ငါဆွဲတွေဖြစ်သွားတယ်အတ္တတွေများသွားတယ်မာနာတွေများသွားတယ် ဖြစ်เสียမလို့ဘူးဂယုဆိုင်เสียမလို့ငါလှုပ်ပေးနေတာငါလူနေတာငါကစေတနာနဲ့လှုပ်တာစေတနာနဲ့လှုပ်เสียလည်းမလို့ဘူးစေတနာဆိုတဲ့စကားကိုထည့်သုံးအောင်သူပတ်စံနေမဟုတ်ဘူးကျမပြောရှင်းလား foundation ဆိုတဲ့အမိခံတဲ့သူတွေကစေတနာနဲ့လှုပ်ပေးရဆိုတဲ့စကနုံသုံးလုံးလို့ကိုမရဘူးသူတို့ပတ်စံမဟုတ်ဘူးစေတနာနဲ့လှုပ်ပေးရအောင်ကျမပြောရှင်းလားအဲ့တော့ သူ့ကိုလှူလိုက်တာသူကြိုက်တယ်လို့လှုပ်လို့ရတယ်သူကြိုက်တာသုံးပြစ်လဲတဒါတယ်လို့ပြောရလားအောင်သူ့ကိုကြိုးစည်းပွားအတွက်လှူတာမဟုတ်ဘူးခုနှစ်သားသမီးကိုပြန်ပြီးတော့မှထောက်ပံ့ကူညီဖို့အတွက်လှူထားတဲ့ပတ်စံနေကျမတို့မြန်မာပြည်သူတွေကခင်အဆက်ဆန့်တိုင်းပြည်မတိုးတက်တာလဲမပြောနဲ့အဲ့လိုညံတိန်ရလို့အဲ့လိုအုံနောက်မရှိကြလို့အဲ့လိုမျိုးအတွေးတွေရှိလို့မလို့ဘယ်အလှငွေကိုပဲဖြစ်ဖြစ်ဘာကြောင့်မဲလှူလှူ transparency ဖြစ်ရမယ်တတောင်းရတယ်တတောင်းသုံးလိုက်ပြီလို့လာမပြောနဲ့မရဘူး ဘယ်အလှူငွေပဲဖြစ်ဖြစ်နော်ဖောင်ဒေးရှင်းမှမဟုတ်ဘူးဘယ်အလှူငွေပဲဖြစ်ဖြစ်အဲ့တော့ခိုးတယ်လို့ပြောရင်လည်းခံနိုင်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကိုက transparency ဖြစ်အောင်မပြထားဘူးအဲ့တော့သူများကပြောပြီလေကျွန်မပြောရရှင်းလားစေတနာနဲ့လှုပ်ပေးနေတာပဲအနစ်နာခံပြီးလှုပ်ပေးနေတာပဲလို့မပြောနဲ့အနစ်နာခံအောင်ကိုကျိုးစီးပွားဆွမီဘာနေမြဲလှုပ်ပေးလို့လဲအလှူငွေကောက်တဲ့သူတွေကိုကျွန်မမေးတာ အလှူငွေကောက်တဲ့သူတွေအကုန်လုံးကိုမေးတာအပိုင်းတက်ပြီးရင်အပိုင်းနှစ်လာမယ်နော်တစ်တော့က10မိနစ်မလောက်ဘူး